အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာမန်းတင်ရေးသားတဲ့ဒုတိယရွေးနှစ်ဆိုတဲ့ဆောင်းထဲမှာတမိုင်းတကွေမှတ်တမ်းတစ်ခုဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းသိန်ကြီးဖြစ်ပါတယ်1961ခုမြေယာကျေးလက်ကြီးပွားရေးကော်ပိုရေးရှင်းတွင်တာဝန်တွေများလာပါသည်ညွန်ကြားရေးမှုချုပ်၏လက်အောက်တွင် အမှုဆောင်အရာရှိချုပ်၅ဦးသည် အားလုံးပင်စိုက်ပျိုးရေးမွေးမြူရေးနှင့်ပတ်သက်သောကိစ္စအဝဝကိုကဏ္ဍလိုက် ခွဲခြား၍ကြဲကြဲပြန့်ပြန့်ဆောင်ရွက်နေကြရသည်။ဇဘာစိုက်ပျိုးရေးအတွက်လေယာမီများတိုးချဲ့သည်။ဆက်မှုကုန်ကျန်ရရှိရေးအတွက်ကြံ၊ဝါကုန်၊ဂုံလျှော်စိုက်ပျိုးရေးကိုလည်းအဖက်ဖက်မှကူညီပံ့ပိုးပေးသည်။တီးနှံသည်များဖြစ်သောပရဆေးပင်အမျိုးမျိုးကိုလည်းစမ်းသပ်စိုက်ပျိုးသည်။စိုက်ပျိုးရေးတွင်လိုအပ်သော ရေရရှိရေးအတွက်လည်း ဆယ်မြောင်းရေကာရာများကို ဖောက်လုတ်တိဆောက်သည်မြေရောက်ရရှိရေးတွင်အဝီစီတွင်များတူဖော်၍ရေစုပ်ဆက်တက်ဆင်ပေသည်တီးနှံအမျိုးမျိုးတွင်ဓာမီဩဇာများကို တောင်သူလေသမားတို့အားအရှုံးခံ၍ဖြန့်ဖြူးပေသည်ဗာဂျီးနီးယားစီစိုက်ပျိုးရေးနှင့်မျိုးကောင်းမျိုးတန်ရောဘာစိုက်ပျိုးရေးအုံးချံများထူထောင်၍မျိုးကောင်းအုံးများစိုက်ပျိုးရေးကိုလည်းအမှုဆောင်ရရှိချုပ်တဦးစီအား တီးတန့်တောင်းဝန်ပေး၍ဆောင်ရွက်စေသည် အစေကောင်းထွက်သောရောဘာမျိုးနှင့်အုံမျိုးကောင်းများကိုလည်းမလေးရှားမှ တင်သွင်းစိုက်ပျိုးစေသည် အချုပ်အားဖြင့်ဖော်ပြရလျင်မြေယာကြီးလက်ကြီးပွားရေးကော်ပိုရေးရှင်းသည်စိုက်ပျိုးရေးမွေးမြူရေးနှင့်ပတ်သက်သော ကိစ္စများကို အလွန်ကျယ်ပြန့်စွာဆောင်ရွက်နေသည့်အဖွဲ့အစည်းကြီးတစ်ခုဖြစ်လေသည်မွေးမြူရေးဘက်တွင်လည်းနိုစားနွားမများကိုပြည်ပမှဝယ်ယူတင်သွင်းကမွေးမြူသည် နွားမွေးမြူရေးချမ်းကိုထူထောင်သည်ဝံမျိုးကောင်းများကိုတင်သွင်းကာစမ်းသပ်မွေးမြူသည်ဥအားကောင်းသောကြံမျိုးများကိုကော်ပိုရေးရှင်း၏ကြက်ချံတွင် မွေးမြူ၍ကြက်ဥများကိုပြည်သူလူထုသို့ဈေးနှုန်းချိုသားစွာနှင့်အယောင်ဆိုင်များမှတဆင့်ပြန်ပြူသည် ထိုစဉ်ကကြက်ဥငါးလုံးကိုတစ်ကြက်ဖြစ်၎င်းနိုပလင်အကြီးတစ်လုံးကိုတစ်ကြက် အငယ်ကို ပြား90ဖြစ်၎င်းပြည်လန်းရုံရှိ၌ပွင့်လက်ထားသောဆိုင်တွင် ရောင်းချသည် ထိုစကားများသည်ယုံနှန်းစကားလိုဖြစ်နေပါပြီကျုပ်များအထွက်ကောင်းလာသည့်အခါဝန်ကြီးဌာနများမှတဆင့်ဝန်ထမ်းများအားကြွေးရောင်းချပြီးသည် လာကထုတ်ချိန်ကြမှယုံတွင်တာဝန်ခံသူကကြားသိငွေကိုဖျက်တောက်ပေးသည်တခါတရံရောင်းမကုန်လေကျုပ်ပြုံများကိုဈေးထဲသို့တွားရောက်ရောင်းခံရသည် ကျွန်ုပ်အားရောဘာတိုးချဲ့စိုက်ပျိုးရေးအပြင် ကော်ပိုရေးရှင်း၏စီမံခန့်ခွဲရေးကိစ္စများကို ညွန်ကြားရေးမှုချုပ်ကိုတာဝန်ခံ၍ဆောင်ရွက်ရသည့်အလျောက်မြို့နယ်အသီးသီးရှိ ကော်ပိုရေးရှင်းဌာနခွဲများသို့မကြာခဏတွားရောက်လှည့်လေကြီးစုစစ်ဆေးခြင်းများကိုပြုလုပ်ရလေသည်ဤကဲ့သို့များမြောင်ကျဲပြန့်လာသော လုပ်ငန်းပေါင်းစုံကိုဆောင်ရွက်နေရသောကော်ပိုရေးရှင်းတွင် မကြာခဏဆိုသလိုချုပ်ရင်းမှုများလည်းဖြစ်ပေါ်တတ်လေသည်ဓာမီဩဇာများကိုဖြန့်ဖြူးရောင်းချရ၌စနစ်တကျမရှိခြင်း အဖိတ်စင်အလေးလွင့်များပြားခြင်းစည်ရင်ရှိအရေးတွက်နှင့်ဂိုရောင်ရှိဓာမြေဩဇာအိမ်များမကိုက်ညီခြင်းစသည့်များအပြင်အလွဲသုံးစားပြုမှုများကိုလည်းတွေ့ရှိရလေသည်အခြားသောဌာနစိတ်များတွင်လည်းအလားတူပင်ချိုယွင်းချက်များတွေ့ရှိရသောကြောင့်စုံစမ်းစစ်ဆေးမှုများပြုလုပ်၍တာဝန်ရှိသူများကိုအရေးယူအပြစ်ပေးခြင်းများကိုပြုလုပ်ရလေသည် ကျွန်တော်သည်ဤကဲ့သို့မိမိ၏တာဝန်များကိုဆောင်ရွက်နေစဉ် တက်တော်ရေးနှင့်မွေးမြူရေးကဏ္ဍကို တာဝန်ယူလျက်ရှိသောဦးထွန်းကျော်သည်ရန်ကုန်တက္ကသိုလ်တက်တော်ဘာသာသင်ကြားရေးဌာနသို့ပါမောက္ခဖြင့်ပြောင်းရွှေ့သွားသောအခါသူတာဝန်ယူဆောင်ရွက်ခဲ့သော မွေးမြူရေးကိုကျွန်တော်ကလက်ခံဆောင်ရွက်ရပြန်သည့်အတွက်ကျွန်တော်၏တာဝန်များမှများပြားတဲ့တန်များလာခဲ့လေသည်မွေးမြူရေးဌာနစိတ်တွင်လည်းကျက်စာအတွက်ဝယ်ထားသောငါးကလေးကြောင့် များနှင့်မြေဩဇာဖြင့်အသုံးပြုနိုင်သည့်ကြက်ချီးများကို ဆရင်ဖြောက်ကရောင်းစားခြင်းကျောက်အထွန်းထုံးများမမှန်ကန်ကန်မပြပဲညော့နေခြင်းကြက်များသေးပြောင်များခြင်းနှင့်နွားများဝေရန်ထုတ်ချီးထားသော အမတော်ငွေများအချိန်မီပြန်မပေးခြင်းစသည်များကို တွေ့ရှိရလေသည် ရင်းကိစ္စများနှင့်ပတ်သက်၍အုပ်ချုပ်ရေးအရာအေးအေးယူဆောင်ရွက်ရသည့်တာဝန်ကလည်းမသေးလှပေအခန်းနှင့်ကျွန်တော်ထမ်းဆောင်ရသည့်အခြားတာဝန်တစ်ခုမှာကုံတော်ရေးဝန်ကြီးဌာနအောက်ရှိ ဖတ်ဆက်ကော်ပိုရေးရှင်းနှစ်တွင်အစိုးရခန့်ဒါရိုက်တာဖြင့်ဦးမောင်မောင်ငွေစင်းင်းနှင့်အတူ ဆောင်ရွက်ရခြင်းဖြစ်လေသည်ထိုစဉ်က ကုန်သွယ်ရေးဝန်ကြီးဌာနသည်ဖတ်ဆက်ကော်ပိုရေးရှင်း၁၀ကျော်ဖွဲ့စည်းထားရှိခဲ့သည်ထိုကော်ပိုရေးရှင်းများတွင်ကျွန်တော်မှတ်မိသလောက်အစိုးရက57ရာခိုင်နှုန်းအစုပါ၍ပြင်ပပုဂ္ဂိုလ်များက49ရာခိုင်နှုန်းအစု ပါဝင်လေသည်ဖတ်ဆက်ကော်ပိုရေးရှင်းများသည်ပြည်ပမှကုန်ပစ္စည်းများကို တိုက်ရိုက်မှယူတင်သွင်းပြီးလက်လီဆိုင်ခွဲများမှတဆင့်ပြည်သူလူထုသို့ဖြန့်ဖြူးရောင်းချပေးလေသည်ဤကဲ့သို့ဆောင်ရွက်ရာ၌လည်းစနစ်တကျရှိစေရေးအတွက်စီမံကုတ်ကဲရသည်မှာမလွယ်ကူလှပြီးလက်လီဆိုင်များသို့ဖြန့်ဖြူးပေးလိုက်သော ကုန်ပစ္စည်းများကိုပြည်သူလူထုလက်သို့အရောက်မဖြန့်ဖြူးပဲပြင်ပတွင်ဈေးကြီးဖြင့်ရောင်းချပစ်သည်ဟုသော တိုင်တန်းချက်များကိုလည်းမကြာခဏရရှိလေသည် ကျွန်တော်ဒရိုက်တာဖြစ်ဆောင်ရွက်ရသောဖက်ဆက်ကော်ပိုရေးရှင်းတွင်ကုန်သည်ကြီးတူဦးဖြစ်သူဦးမြရင်ကဥက္ကဋ္ဌဖြစ်ဆောင်ရွက်၍ဦးအောင်သူက စီမံခန့်ခွဲမှုဒရိုက်တာဖြစ်ပြီးဦးတင်ထွန်းဒဝဲကအတွင်းရေးမှုအဖြစ်ဆောင်ရွက်လေသည်1961 62ခုနှစ်တွင်အစုရှင်များက ရွေးကောက်တင်မြှောက်လိုက်သည့်အခြားဒရိုက်တာများမှာတခင်အောင်သိန်းဦးယူစိန်ဦးမောင်ကလေးလေပါတီတို့ဖြစ်ကြသည် ပထမတစ်နှစ်ကမူဦးကျင်ငွေစင်ရောနှင့်ဦးလှစိန်တို့ပါဝင်လေသည်အစိုးရခန့်ဒရိုက်တာများသည်ထိုတာဝန်ကိုဆောင်ရွက်ရသည့်အတွက်တလလင်ကျက်နရာထောက်ပံ့ကြီးရရှိလေသည်ဖက်ဆက်ကော်ပိုရေးရှင်းတစ်ခုလင်အစိုးရခန့်ဒရိုက်တာနှစ်ဦးစီရှိလေသည်အခန်း3ကျွန်တော်တို့သည်ကြားရတာဝန်များကိုစ조사ပြီးကြေပြွန်အောင်ဆောင်ရွက်နေကြသည့်အတွင်နိုင်ငံရေးရာသီဥတုတည်လည်း တဖြည်းဖြည်းဆိုးရွား၍လာနေလေသည် အခြေခံဥပဒေကိုပြင်ဆင်၍ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြင့်တတ်မှတ်လိုက်သည့်အချိန်ကစ၍ဗုဒ္ဓဘာသာဝင်မဟုတ်သူများ၏မကျေနပ်မှုကြောင့်ဆန္ဒပြမှုများစူပူမှုများတစတစကြီးထွားလာခဲ့လေသည်မြေကြီးနာသို့ဥသိမ်းမောင်ခေါင်းဆောင်သောအဖွဲ့တွားရောက်ရာဆန္ဒပြမှုအတော်ဆိုးဆိုးဝါးဝါးဖြစ်ပွားခဲ့လေသည်အာနာယပါထာစအဖွဲ့အတွင်းမှာ ထွက်ပေါ်လာသည့်အကွဲတံများကိုလည်းကြားရလေသည်မိမိတို့အမိတွေရှိမှဦးသို့မဟုတ်ဘိုးထက်ခေါ်သူများကတစ်ဖက်တခင်အမိခံရသူများကတစ်ဖက်နှကိုင်းကွဲနေပြီဟူသောသတင်းသည်အပြင်လောကသို့ရောက်လာလေသည်ထိုတော်တွင် အာနာဆုံးခဲ့ပြီဖြစ်သော ရှမ်းပြည်နယ်မှစောပါဟောင်းများနှင့်အခြားပြည်နယ်များမှ အချို့သောခေါင်းဆောင်တို့သည်လှုပ်ရှားထကြွာလာကြပြန်သည်သူတို့သည် အစည်းအဝေးတစ်ရက်ကျင်းပပြီး ပြည်နယ်များညီညွတ်ရေးအဖွဲ့ကိုဖွဲ့စည်းကြသည် ထို့အဖွဲ့တွင်ပါထစအစိုးရ၏နိုင်ငံညာရေးဌာနဝန်ကြီးဖြစ်သော မိုးမိတ်စောဘာဟောင်းစက်ခွန်ချိုကဥက္ကဋ္ဌဖြစ်ဆောင်ရွက်သည်သူတို့ကဖက်ဒရယ်မူဟုသောတီးခြားပြည်နယ်များထူထောင်ခွင့်ပြုရေးနှင့်မြန်မာပြည်မာကြီးကိုလည်းအခြားပြည်နယ်များကဲ့သို့ပင်ပြည်နယ်တစ်ခုတတ်မှတ်ထားရှိရေးကို တောင်းဆိုလာကြသည်သူတို့အဆိုအရပြည်တော်စုစစ်စစ် ဖွဲ့စည်းထူထောင်ရန်အတွက်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလိုအပ်သလိုပြင်ဆင်ရန်တောင်းဆိုလာကြခြင်းဖြစ်သည်ထိုပြဿနာကိုအကြေလည်ဖြေရှင်းရန်1962ခုဖေဖော်ဝါရီလ24ရက်နေ့တွင်ရန်ကုန်မြို့ပြည်လန်းအတန်လွင့်ရုံခန်းမဆောင်၌ဆွေးနွေးပွဲတရက်စတင်ကျင်းပလေသည်ထိုဆွေးနွေးပွဲတွင်နိုင်ငံတော်ဝန်ကြီးချုပ်ကတဘာပတိဖြစ်ဆောင်ရွက်၍ပြည်내အသီးသီးမှကိုယ်စားလှယ်များ အာနာယပါထာစာအဖွဲ့နှင့် အတိုက်ခံအင်အားစုများဖြစ်ကြသောဖာစာပါလာပမညာတာယပလာဖာအဖွဲ့အပြင်နိုင်ငံတော်အကြံပေးအဖွဲ့မှ ပုဂ္ဂိုလ်များလည်းတက်ရောက်ကြလေသည်ဆွေးနွေးပွဲစီစဉ်ရာတက်ရောက်လာကြသောကိုယ်စားလှယ်များနှင့်ဧည့်သည်တော်များသည်ပြည်တော်စုမြန်မာနိုင်ငံတော်အလံကိုအလေးပြုခြင်းကြာဆုံးနေပြီးသောခေါင်းဆောင်ကြီးများအားအလေးပြုခြင်းများကိုပြုလုပ်ပြီးနောက်တမာပတိနိုင်ငံတော်ဝန်ကြီးချုပ်က အဖွဲ့မိန်ကုန်း ပြောကြလေသည်တဘာပတိဤမိန်ကုံးတွင်ဆွေးနွေးပွဲကျင်းပရခြင်း၏အကြောင်းကိုအကျဉ်းမှပြောကြသည်တဆက်ထဲမှပင်တင်ပြမည်ဖြစ်သောပြဒနာကိုမိသားစုစိတ်တက်ဖြင့်ဆွေးနွေးဖြေရှင်းကြရနှင့်ပြည်တော်စုကြီးပြိုကွဲပြီးလွတ်လပ်ရေးဆုံးရှုံးမသွားစေရတဲ့စိတ်ရှိလက်ရှိသဘောထားကြီးစွာဖြင့်ဆောင်ရွက်ကြရန်စသည့်များကိုထည့်သွင်းမိန်ကြားသွားလေသည်တဘာပတိမိန်ကုံးမြှောက်ကြားပြီးသောအခါ ပြည်내များညီညွတ်ရေးဥက္ကဋ္ဌဖြစ်သူစက်ခွန်ချိုကဖက်ဒရယ်မူကိုတင်ပြလေသည်သူဤတင်ပြချက်များတွင်အကျဉ်းအဖြစ်အချက်၄ချက်ပါဝင်လေသည်၁ပြည်မကိုပြည်내တနေအဖြစ်ဖွဲ့စည်း၍၂လွတ်တော်နှရက်အားအာဏာအတူပေးရေး၃လူမျိုးစုလွတ်တော်သို့ပြည်내တိုင်းမှတူညီသောကိုယ်စားလှယ်ပေးရေး၄ပြည်내များကမိမိဆန္ဒအလျောက်လွှဲသောအာဏာများကို ပြည်တော်စုဗဟုအစိုးရသို့ကန့်သက်ပေး၍ဂျန်အာနာများကိုတီနယ်များတွင်ထားရှိရေးတို့ဖြစ်လေသည်ဆက်ကွန်ကျိုး၏တင်ပြတောင်းဆိုချက်များကိုကချင်ပြည်နယ်မှဒူဝါဇော်လွန်ချင်းပြည်နယ်မှကပ္ပတိန်မန်းတုံနန်းရှမ်းပြည်နယ်မှဦးထွန်းမြင့်နှင့်ကယားပြည်နယ်မှဦးစိန်တို့ကထောက်ခံပြောဆိုကြသည် ထိုနေ့အဖို့ဇွေရွေးပွဲကိုဤတွင်ရန်နာလိုက်ပြီးလင်မတ်လ၁ရက်ဂျာဇာပရီနီ ညနေ6နာရီအချိန်သို့ရွှေဆိုင်းလိုက်လေသည်ဤကဲ့သို့ဆွေးနွေးပွဲကို၄ရက်ရနာပြီး၅ရက်မြောက်သောနေ့တွင်ဆက်လက်ကျင်းပရန်ချင်းဆိုရခြင်းမှာတင်ပြချက်နှင့်ထောက်ခံချက်များကို နိုင်ငံရေးဖွဲ့စည်းများကကြည်ကြည်လည်လည်လေ့လာပြီးမိမိတို့ဖွဲ့စည်းအသီးသီးဤသဘောထားများကိုပြည့်စုံစွာတင်ပြနိုင်ရန်အတွက်ဖြစ်လေသည်မက်စလာတရက်နေ့တွင်ကျင်းပမည်ဆွေးနွေးပွဲ၌ပမညတာဖာစာပါလာရပလာဖာနှင့် နိုင်ငံတော်အကြံပေးဖွဲ့ကိုယ်စားလှယ်အသီးသီးတို့ကမိမိတို့အဖွဲ့၏သဘောထားများကို တင်ပြကြရန်ဖြစ်လေသည်။အခန်းလေး1962ခုမတ်လ1ရက်နေ့ညနေဆောင်းတွင် ဝင်နာမီယာရှိဝင်ကြီးချုပ်၏အိမ်ဝင်းတွင်၌ဖက်ဆက်ကော်ပိုရေးရှင်းများ၏ဒါရိုက်တာများအားဧည့်ခံပွဲတရက်ကျင်းပလေသည်။ထိုဧည့်ခံပွဲကိုဖက်ဆက်ကော်ပိုရေးရှင်းများ၏လက်ရှိဒါရိုက်တာများနှင့်အသစ်ဖွဲ့စည်းလိုက်သော ဖက်ဆက်ကော်ပိုရေးရှင်းများ၏ဒါရိုက်တာများတက်ရောက်ကြလေသည်ကျွန်တော်လည်းအခြားဒါရိုက်တာများနှင့်အတူ ထိုဧကံပွဲသို့တက်ရောက်ပါသည်နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ကုန်သွယ်ရေးဌာနဝန်ကြီးအပြင်အခြားသက်ဆိုင်ရာဝန်ကြီးများလည်းတက်ရောက်ကြလေသည်ဝန်ကြီးချုပ်ဦးနုသည်ပြုံးပြုံးရွှင်ရွှင်နှင့်ပင်တက်ရောက်လာသူများအားလိုက်လံနှုတ်ဆက်နေသည်ကိုတွေ့ရလေသည်ကုန်သွယ်ရေးဝန်ကြီးဌာနသည် ဖက်ဆက်ကော်ပိုရေးရှင်းများကိုတိုးချဲ့ဖွဲ့စည်းလိုက်သည့်အတွက် အစိုးရခန့်ဒရိုက်တာများကိုလည်းပုံမခံထားလိုက်ပြီးဖြစ်သည်ကျွန်တော်သည်ဖက်ဆက်ကော်ပိုရေးရှင်းနှစ်တွင်အစိုးရခန့်ဒရိုက်တာဖြစ်ဆောင်ရွက်နေရမှအသည့်ဖွဲ့စည်းသော အခြားဖက်ဆက်ကော်ပိုရေးရှင်းတစ်ခုသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်ဝင်ကြီးချုပ်ဦးနုသည် ထိုဧည့်ခံဝယ်ပြီးလင်အတန်လွှင့်ရုံတွင်ကျင်းပမည်ဖက်ဒရယ်မှုအစည်းအဝေးသို့တည်ရန်သွားရောက်မည်ဖြစ်သည်အခန်းကမက်ရှလာတရက်နေ့ ညနေ6:00နာရီခန့်တွင်အတန်လွင့်ယုံခန်းမဆောင်၌ဖက်ဒရယ်မူဆွေးနွေးပွဲကိုဒုတိယနေ့အဖြစ်ကျင်းပရန်ချိန်ဆထားလေသည် ထိုဆွေးနွေးပွဲ၌ပါမညတာအဖွဲ့၏ကိုဇလဲတခင်ချစ်မောင်ဝိဒူရာနှင့်ဖာစာပါလာအဖွဲ့၏ကိုဇလဲဥပဆွေတို့ကမိမိတို့အဖွဲ့အသီးသီး၏သဘောထားကို အချက်လက်ဆုံးလင်းစွာအကျယ်တဝင့်တင်ပြကြသည်သူတို့တင်ပြချက်တွင် အချုပ်အားဖြင့်ဖက်ဒရယ်မူသည် ပြည်ထောင်စုကြီးစီးလုံးညီညွတ်မှုကိုပြပြစီမိမူဖြစ်သည်ဖက်ဒရယ်မူကိုသဘောတူပြီးအခြေခံဥပဒေတွင်ပြုပြင်ပြောင်းလဲမှုများကိုပြုလုပ်မည်ဆိုပါကပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအစိမ့်စိတ်အမွာမွာ꿰ပြီးလွတ်လပ်ရေးဆုံးရှုံးသွားသည့်အထိအခြေအနေဆိုးဝါးသွားနိုင်သည်ထို့ကြောင့်ဖက်ဒရယ်မူကိုလက်ခံရန်မတင်ကြောင်းကန့်ကွက်ပြောဆိုတင်ပြကြလေသည်တခင်ချစ်မောင်နှင့်ဥပစွေတို့ပြောဆိုပြီးသောအခါ ဆွေးနွေးပွဲကိုမတ်လ9ရက်နေ့သို့ရွှေ့ဆိုင်းလိုက်လေသည်ထိုကဲ့သို့ရက်ခွာ၍ရွှေ့ဆိုင်းရခြင်းမှာနိုင်ငံရေးဖွဲ့များ၏ကိုယ်စားလှယ်များ တင်ပြချက်များသည်အလွန်အရေးကြီးသည့်အားလျော်စွာဆွေးနွေးပွဲသို့တက်ရောက်သူများနှင့်တကွတနိုင်ငံလုံးရှိပြည်သူလူထုကပါလေလာနိုင်ရန် အချိန်ရစီလိုသောကြောင့်ဖြစ်သည်ဟုဆိုလေသည် ထို့ကြောင့်တင်ပြရန်ကြမ်းရှိနေသေးသောရပါလာဖအဖွဲ့ ါထစာအဖွဲ့ကိုယ်စားလှယ်များနှင့်အစိုးရတိုင်းပင်ခံအဖွဲ့ကိုယ်စားလှယ်တို့၏သဘောထားများကို နောက်ဆွေးနွေးပွဲများတွင် တင်ပြရန်သတ်မှတ်ထားလေသည်။ထို့သောထိုနေ့ညတွင်လဟာပြင်ဆက်ယုံ၌တရုတ်ပြည်သူသမရနိုင်ငံမှ ရောက်ရှိနေသောယဉ်ကျေးမှုအဖွဲ့သည်ငန်းတို့ပြောရာရေကန်သာဘဲလေးကို တင်ဆက်လျက်ရှိသည်။တမရော်မှထိတ်တန်းရာရှိကြီးများလည်းတွားရောက်ကြည့်ရှုကြလေသည်။1962ခု မတ်လ၂ရက်နေ့နနက်မြမအတန်ဤနနက်မြမပိုင်းစီစဉ်များကိုအတန်လွှင့်နေစဉ်၈နာရီမိနစ်50အချိန်၌ပြည်ထောင်စုမြန်မာနိုင်ငံတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းဤအတန်လွှင့်ကြေညာချက်ကိုဤသို့ကြားလိုက်ရလေသည်နိုင်ငံတော်တဝန်းလုံးရှိရဟန်းရှင်လူပြည်သူအပေါင်းတို့ခမပြည်ထောင်စုမြန်မာနိုင်ငံတော်ဤအထူးယိုယွင်းလာသောအခြေအနေဆိုးကို ထိမ့်သိမ့်စိန်သောငါဗမာတမတော်မှာ တာဝန်ယူစောင့်ရှောက်လိုက်ပြီဖြစ်ကြောင်းအစီရင်ခံပါသည်။အရရရှိတိုင်းသူပြည်သားရဟန်းရှင်လူအများသည်ကြောင်းကြစိုးရင်ပူပန်ခြင်းမရှိကြဘဲခါတိုင်းတာမန်ချိန်ကဲ့သို့စိတ်အေးလက်အေးအေးချမ်းစွာမိမိတို့လုပ်ငန်းဆောင်နာများကိုဆက်လက်လုပ်ကမ်းကြရန်မေတ္တာရက်ခံပါသည်။အစိုးရအမှုတန်းအရာတန်းများသည်လည်းမိမိတို့တာဝန်ဝတ္တရားများကိုမပြတ်မကွာဆက်လက် ဆောင်ရွက်ကြစီလိုပါသည်။အထူးသဖြင့် ပညာရေးဆိုင်ရာတာဝန်ခံများနှင့်ကျောင်းသူကျောင်းသားများသည်မိမိတို့စစ်ဆေးဖြေဆိုနေစေကိစ္စများကိုမပြတ်မကွက်ဆောင်ရွက်သွားကြရန်တိုက်တွန်းပါသည်။တိုင်းသူပြည်သားများကိုစိတ်နှပြချမ်းမာချမ်းသာရေးအတွက် ကျွန်တော်တို့အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပါမည်။ဟူ၍ဖြစ်လေသည်။ပြည်တော်စုမြန်မာနိုင်ငံတော်သည်တမိုင်းတခွေမှတ်တိုင်းသို့ရောက်ရှိလာခဲ့လေပြီ။အသက်အရွယ်အားဖြင့်45နှစ်ရှိပြီဖြစ်သော ပြည်သူဝန်ထမ်းကျွန်တော်သည်ဒုတိယအရွယ်ဘဝခီးကိုတာဝန်တည်တည်တည်စားရှိရှိပြည့်ဆက်လျှောက်ရပါအောင်မည်။နားဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။